လပ်တစ်ခုမှာဟင်းဝင်ရံကအဆိုပြီးသင်းနဲ့အချင်းများရံဖြစ်ပြီးတော့အဆိုပြီးသင်းကိုလက်လီနဲ့နော်ထိုးချလိုက်တဲ့ရုပ်တံတွေတောက်လျှောက်ကိုအွန်လိုင်းပေါ်မှာတော့ပြန်နှံ့နေပြီဖြစ်ပါတယ်။ဟင်းရံကတော့သူ့ရဲ့အသက်36နှစ်ပြည့်မွေးနေ့မှာသူအမေနဲ့အဖေနဲ့ပါခေါ်ပြီးတော့မီဒီယာတွေကိုပေါ်ကိုပါခေါ်ပြီးတော့သူဟာမကြခင်မှာလက်ထပ်တော့မှဖြစ်ချောင်းကိုသူ့အဖေကိုအတီးပြုတ် ခိုင်းလိုက်တာကိုတနိုင်ခံလုံးကတပိတာဖြစ်မှာပါသူ့ဖေကလည်းအာလုံးချားနေကြတဲ့သူ့သားရဲ့မင်္ဂလာသတင်းကမှန်ကန်ပါတယ်တဲ့ဗျာအခုအာလုံးချားနေကြတာကတော့ဟင်းဝီယန်ကသုတိသင်းနဲ့လက်ထပ်မယ်ပေါ့နော်ဆိုတော့အာလုံးကလည်းတတ်မှတ်ပြီးသားပါဟင်းဝီယန်နဲ့သုတိသင်းတွေကချစ်သူဖြစ်နေတာကြာပြီသူတို့ညောင်ကမီဒီယာတွေရှိမှာတော့ဟိုလိုလိုဒီလိုလိုလုတ်ပြပေမဲ့တကယ်လက်တွေ့မှာသွားသူလာသူတကယ်ကမှ living together အဆင်အောင်ရှိနေပြီဆိုတာကတော့တယောက်မှငင်းလို့မရဘူးနော် ဆိုတော့ခု အားလုံးကနော်ဟင်းဝင်ကလည်းထက်တော့မယ်ဆိုတော့အမျိုးမျိုးထင်ကြီးပြီးကြတယ်ချို့ကတော့ဒါစုပစ်စင်မဟုတ်ဘူးပေါ့ဗျာတချို့ကတော့ဟင်းဝင်ကစုပစ်စင်နဲ့မတန်ဘူးဝိုင်းစုခိုင်နေတဲ့အခိုးပြေးပြီးတော့နော်ဒါသူ့ရဲ့လူပြိုဘွားကိုပေးထားဘူးတယ် ဝါစုပင်လေးကိုလည်းလှုပ်ချင်တာလှုပ်ပြီးတော့တောင်းဝန်မယူတဲ့ယောက်ျားငါတို့ရဲ့စူးပြေးလေးကရီစားเนาะတယောက်တောင်မထားခဲ့ဘူးတကယ်ကိုမှဖြူစင်တဲ့မင်းသမီးကျော်လေးပဲဖြစ်တဲ့ဆိုပြီးတော့နှမျောကြတယ်ပြောကြတယ်အခု online ပေါ်မှာပြန်နှံလာတဲ့ video file တွေကတော့အင်မတန်မှအောင် over ကောင်းပါ रे အဲ့ဒါကတော့ဟင်းဝရံကစူးပြေးတဲ့စင်ကိုเนาะကလတ်တစ်ခုမှာစကားများအချင်းများရင်းကနေထထိုးလိုက်တာဗျာ ဖူးလိုက်တာဆိုတော့ဒီဗီဒီယိုဖိုင်ကအရင်ကပြန်ထန်လာနေပြီဖြစ်တယ်ပရိသတ်တွေကတော့အချောင်းအသီးချောင်းမသိရသေးဘူး online ပေါ်မှာတော့တော်တော်လေးကိုပြန်ထန်နေရပါနော်